ထုတ်တာဟုတ်ကြည်ရလေတမဟုတ်တယ်ဟုတ်တယ်အဲ့တော့မြမတမိုင်းလေးပေါ့ဗျာတမဗျာမြမတမိုင်းလေးအဲ့လိုမျိုးရောက်ကြည့်တာရှိတယ်နောက်တစ်ခါအဲ့ဒီမြမတမိုင်းချစ်တော်ဘုသုံးကြီးထဲမှာဒီလိုထူရတဲ့ပုံကိုယ်တွေရဲ့အထုပ်ပတ်တွေလည်းပါနေတာဟုတ်တမဗျာပါတဲ့ခါကျတော့ဒီဖတ်ရတဲ့ပုံကိုယ်တွေကပြောတယ်ဟိုကောင်းတော့ကောင်းတယ်ဒါပေမဲ့လို့တမျိုးကြီးဖြစ်ဖြစ်သွားတယ်ပေါ့နော်ဘယ်လိုတမျိုးလဲဟို နိုင်ငံရဲ့အကြောင်းအရာနိုင်ငံရဲ့အကြောင်းအရာတွေကိုဖတ်မှန်နေတဲ့အချိန်မှာပဲအဲဒီပုံကိုယ်ကြီးအဲဒီနှစ်မှာကွယ်လွန်တဲ့ပုံကိုယ်ကြီးအထုပ်ပတ်တီဆိုတာကဂျားတွေဝင်းလာတယ်ဂျားတွေဝင်းလာတဲ့အခါကျတော့ကိုယ်ကပြတ်သွားတာပေါ့တင်မှန်တင်မှန်တိုင်းပြည်အကြောင်းအရာပြတ်သွားပြန်ရောဒီကားလည်းဟိုဟိုပြက်ပြက်ပြီးတော့မှပြီးတော့မှပြင်းပြင်းဆက်ရတယ်လို့ဖြစ်တယ်နည်းနည်းလေးနည်းနည်းလေးဟိုပါပေါ့နော်အခြေခံနေနဲ့တမျိုးဖြစ်တယ်နှောင့်နှေးကြံ့ကြတယ်လို့ဖြစ်တယ်အဲ့တော့ဒီပုံကိုယ်ကြီးအကြောင်းဟို ရေးရင်လည်းဆိုလို့ရှိရင်ဒါကိုတီးသန့်ထုတ်ရတာထုတ်ပါဒီမှာတီးသန့်ထုတ်ရပါလားလို့ပြောကြတယ်ပြောတဲ့အတွေ့ဒီပုံကိုယ်ကြီးပေါ့နော်ကွယ်လွန်သွားရတဲ့ခင်းနေရှာရှာပုံကိုယ်များရဲ့အထုပ်ပတ်တိကိုတီးသန့်ထုတ်ပြီးတော့ရေးရပေါ့အဲတီးသန့်ထုတ်ရလိုက်တဲ့ဥစ္စာကကွယ်လွန်ထင်ရှားပုံကိုယ်များဆိုပြီးတော့ဒီလိုဖြစ်သွားတာပေါ့ဗျာတင်ပါဗျာတင်ပါကွယ်လွန်ထင်ရှားပုံကိုယ်များအဲတော့ကွယ်လွန်ထင်ရှားပုံကိုယ်များကလည်းတပီးတော့ဟိုခေရဖွေလို့ရသလောက်တော့ဟဲ့တင်ပါခေလိုက်လားအဲခေလိုက်ဟုတ်တယ်တင်ပါတင်ပါ ြစ်လိုက်ခဲ့တော့ဆိုတာအခုလက်ရှိရေးပြီးသွားတာဆိုရင်တော့ဒီဂုံးမောင်ခေတ်ပေါ့နော်တင်ပါတတိယမြန်မာနိုင်ငံတော့ဂုံးမောင်ခေတ်ဂုံးမောင်ခေတ်ပြီးတော့ကိုလိုနီခေတ်တင်ပါပြီးတော့ဒီပြည်တော်စုမြန်မာနိုင်ငံတော့ခေတ်ပေါ့တင်ပါပြည်တော်စုမြန်မာနိုင်ငံတော့ခေတ်အတွဲစာအုပ်6အုပ်ပေါ့တင်ပါ6အုပ်ကိုလိုနီခေတ်အတွဲကတအုပ်ဂုံးမောင်ခေတ်အတွဲကတအုပ်ဆိုအားလုံး7အုပ်ရေးပြီးသွားပြီပေါ့နော်7အုပ်ရေးပြီးသွားပြီးတော့ အဲ့တော့ဂုံးမောင်ခေတ်ဒီပဲရှိသေးတယ်ဂုံးမောင်ခေတ်ရဲ့ရှေ့ပိုင်းရပုံကိုကြီးကျန်းနေသေးတယ်ဆိုပြီးတော့အခုအခုလောလောဆယ်မှာတော့အဲ့ဒီရှေ့ပိုင်းရပုံကိုကြီးရှားဖွေပြီးတော့ရေးသားပြည့်စုံနေပါတယ်တင်ပါဒီသားပြည့်စုံတဲ့အခါကျတော့နာမည်ကတော့ဟိုပထမဒုတိယမြန်မာနိုင်ငံတော်ခေတ်ကွယ်လွန်ထင်ရှားပုံကိုများလို့ဒီလိုတက်လိုက်တာပေါ့တင်ပါဗျာအဲ့သို့တော်လည်းပဲပထမဒုတိယတည်းမဟုတ်သေးပဲねအဲ့ဒီရဲ့ရှေ့ပိုင်းပေါ့ဒီလိုမြန်မာခေတ်ဦးဆိုတာရှိသေးတာဟုတ်တင်ပါတင်ပါအဲ့ဒီမြန်မာခေတ်ဦးမြန်မာခေတ်ဦးမှာ ကွယ်လွန်သွားရတဲ့ထင်ရှားပုံကိုယ်ကြီးဟိုမှာဒုတိယပေါင်းမင်းကြီးတို့အန်ထွာဘယင်မတို့စသည်ပေါ့နော်တင်ပါတယ်တကောင်းပြီးရာသာတို့စသည်အဲ့ဒီထက်ကလည်းပဲရှာလို့ဖွေလို့ရသလောက်အဲရေးလိုက်တာပေါ့ဗျာအဲ့လိုပုံမရေးတဲ့ထင်မှလည်းအချို့အချို့ကြမ်းမာဗျာဟုတ်လေနိုင်တော့နိုင်မှာပဲလीဟုတ်တယ်ဒါပေမဲ့ဟိုကြံဦးမှာပဲကြံဦးမှာကြံဦးမှာအများကြီးကြံပါလေဟိုတကယ်ကိုကြံမှာဟိုဒါပေမဲ့ဒါသမိုင်းမတည်ညင်လို့လားသမိုင်းကြော်လို့လားတော့မဟုတ်ဘူးကိုယ့်ဘက်ကလိလာမှုအားနည်းမှုနဲ့ ခေချီနေတယ်ကိုစိတ်ချီနေတယ်တိုက်တဲ့အချိန်ကအကုန်ပါရမယ်ကိုကိုရံမျက်စိကြောသွားတယ်ရှိနိုင်တာဟုတ်ဘူးရှိနိုင်တယ်ရှိတယ်တမ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 နောက်ပြီးတော့ဒီလိုမြန်မာတွေကလည်းပဲအဲ့လိုမှတ်တမ်းမှတ်ရတအားအားနေအားနေတမပါဗျာအားနေတဲ့အခါကျတော့ဒီဟိုလွန်ခဲ့တဲ့အတိတ်ကာလမဆိုထားနဲ့ပေါ့အခုလက်ရှိမြန်မာကာလမှာကိုပဲကြံခဲ့တဲ့ပုံစံတွေအများကြီးပဲ မှန်ပါဗျာဘယ်လိုလဲဘာကြီးဆိုတော့မတင်မတင်နိုင်ဘူးပေါ့နော်တင်မတင်မတင်ဒီလိုကနေပဲမထင်မရပြောက်ွယ်သွားကြတာဟုတ်တယ်တမန်မှာနှမျိုးဘူးကောင်းပါတင်မတင်မအဲ့တော့ဘုံဘုံအခုဘုံဘုံတဲ့တိပိတကဆရာတော်အနေသက်တော်လဲ60ကျော်လာခဲ့ပြီအဲ့တော့ဘုံဘုံအနေနဲ့နာတာနာပြုလုပ်ငန်းနေဘယ်နှစ်ခုလောက်မှဘုံဘုံအဲလက်ညှိုးထိုးပြီးတော့ပြလို့ရတယ်တာနာပြုလုပ်ငန်းအဲ့တော့အဓိကကတော့ဒီ စာသင်တိုင်းမှာစာပေပို့ချတာရယ်ကျမ်းစာရေးတာပြုစုတာရယ်ဒီမှာဒါကတော့ထင်းထင်းရှားရှားပေါ့နော်ပြီးတဲ့အခါကျတော့အခါအားလျော်စွာဒီဟိုတရားဟောတာပေါ့ဒီမှာတရားဟော အဲ့တော့တရားဟောတာကတော့တပည့်တော်တို့ကသိပြီးတော့ဝါသနာမပါဘူးပေါ့နော်။ဟင်းဝါသနာမပါဘူးဆိုတာကတော့ကိုကဟောနိုင်ပြောနိုင်ကသိမရှိလို့ပါ။အင်းပါဗျာ။ဟောနိုင်ပြောနိုင်ကသိမရှိဘူး။တစ်ဖက်ကတရားနာတဲ့ပုံကိုယ်ကြီးအဲတည်တည်ချာချာနားထောင်ခြင်းလာအောင်ဟောနိုင်ပြောနိုင်ကမရှိဘူး။နည်းတယ်ပေါ့နော်။အင်းပါဗျာ။အဲ့လိုနည်းတဲ့အတွက်တရားဟောရတော့ဝါသနာသိမပါဘူး။မပါတော့ညာလည်းပဲမဖြစ်မနေဆိုပြီးတော့လာပြင်းတဲ့ပွဲတွေပါပြီးတော့ မပြီးတော့ဟောပေးရတာရှိတာပေါ့ဗျာဒီမှာဒီမှာအဲ့တော့အဲ့ဒီစာချတာရဲ့ကြမ်းပြူတာရဲ့တရားဟောတာရဲ့ဒါအဓိကအလုပ်ပေါ့နော်သာသနာရေးအနေနဲ့ပြီးရဲ့ခါကျတော့ဒီလိုလိုဟိုအမျိုးဘာသာသာသနာစောင့်ရှောက်ရေးဆိုတဲ့အဲ့ဒီအဖွဲ့ကြီးပေါ်ပေါက်လာတဲ့အချိန်မှာဒီမှာကိုတက်နိုင်တယ်လို့ဝင်ပြီးတော့လောက်ကန်ဆောင်ရွက်ပေးခဲ့တာပေါ့ဒါလည်းရွာမဆရာတော်ဖျားကြီးဥဆောင်နာဖြစ်ပြီးတော့ လူတွေရွာမဆရာတော်ပြားကြီးဥဆောင်နေဆိုတဲ့အချိန်မှာပဲဘုံမရွာမဆရာတော်ပြားကြီးရဲ့အကြောင်းတိုက်ထွက်တပည့်လည်းဖြစ်တော့တိပိဋကအိပါလာနိုင်မယ်လို့ထင်မယ်ဘုံတပားပဲအဲတကယ်စိတ်စိတ်ဘူးကိုဘူးအဲကိုဆရာကြီးအတွက်ကိုတာနာအတွက်ကိုလူမျိုးအတွက်လုပ်ခဲ့တာတော့တွေးမိခဲ့ပါလေဗျာအဲ့ဒါမြန်ဘုံဘုံဘာမျက်မှတ်ရရအထူးမြန်ပြောရရှိလေးလေမမရရပြောစရာအထူးထွေတော့တိတ်မရှိပါဘူး ဒါပေမဲ့ဒီဖွဲ့ကြီးဟောပေါ်ပေါက်လာရပါဘောနော်ဒီဖွဲ့ကြီးပေါ်ပေါက်လာရပုံကတော့ဒီလိုတို့စပြီးတော့တရေဒီတာတော့ကျတော့ဥစေကိန်းသားရဲ့ဟောမော့ဖီကအကြောင်းအကြောင်းတိုက်ပါနော်တင်ပါအဲဒီအကြောင်းတိုက်မှာလုတ်တဲ့အစီဝေပဲတစ်ခုပေါ့တင်ပါအဲဒီကနေပြီးတော့အစာပြုတ်ခဲ့တယ်လို့ဒီလိုဆိုရပါပါပဲတင်ပါဗျာအဲဒီအစာပြုတ်ခဲ့တယ်ဆိုတာအဲဒီအကြောင်းတိုက်မှာအစီဝေကျင်းပါတဲ့အခါကျတော့ ဒီကြွားနိုင်တဲ့ဆရာတော်ကြီးလည်းကြွားကြတယ်မကြွားနိုင်တဲ့ဆရာတော်ကြီးတွေကလည်းဒီသုံးဝနွားတို့ကတော့ပြီးဩဝါဒတွေပါလိမ့်လှမ်းပို့တယ်ဒီလိုပြုလုပ်ခဲ့ကြတယ်ပေါ့နော်တင်ပါအဲ့ဒီပြုလုပ်တဲ့အထဲမှာဒီလိုဟိုပါမောခရုပ်ဆရာတော်ဆိုတဲ့ဆရာတော်ဒေါက်တာဗရဏနန္ဒမာလာပြီးအောင်လာပေါ့နော်တင်ပါအဲ့ဒီတော့ဆရာတော်ကဒီပါမောခရုပ်ပဲရှိသေးတယ်တင်ပါတင်ပါတင်ပါပါမောခရုပ်ပဲရှိသေးတယ်မလို့ကိုတော်လည်းမကြွားနိုင်မကြွားနိုင်တော့သူကသုံးဝနွားပို့ပါတယ်တင်ပါဗျာအဲ့တော့သူ့ရဲ့သုံးဝနွားထဲမှာ ထူးထူးဆန်းဆန်းအချက်လေးတခုပါလာတာပေါ့နော်တင်ပါထူးဆန်းဆန်းအချက်လေးတခုပါလာတာကတော့အခုလက်ရှိကရှိနေတဲ့ပလန်ကအဖွဲ့အစည်းကြီးပလန်ကအဖွဲ့အစည်းကြီးကဒီသူတို့ကဒီခုနသူတို့ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့ဝိနည်းဆရာရေးရာကာကနာရေးရာပညာရေးရာဆိုတဲ့ဒီလုပ်ငန်း၃ခုကိုအဓိကထားပြီးတော့လုပ်တာပေါ့နော်မဟာနာအနေနဲ့အမဟာနာအနေနဲ့တင်ပါတန်ခါအဖွဲ့အစည်းကြီးကအဓိကအဲ့သုံးခုကိုပဲလုပ်တယ်အဲ့တော့အခု လက်ရှိကာလမှာပေါ်ပေါက်နေတာကြတော့လေခုနကိုယ့်အမျိုးဘာသာတာသနာကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့လုပ်ငန်းတွေရာလည်းပဲရှိလာတယ်။ပေါ်ပေါက်လာတော့အဲ့တော့ဒီပလန်ကအဖွဲ့အစည်းအဆင့်ဆင့်မဟုတ်တဲ့တခြားအဖွဲ့အစည်းတစ်ခုအဲသူကပေါ်ပေါက်စီခြင်းနဲ့အဲ့ဒီတန်ခါအဖွဲ့အစည်းပေါ်ပေါက်လာတဲ့အခါဒီတန်ခါအဖွဲ့အစည်းကနေပြီးတော့နာအမျိုးဘာသာတာသနာစောင့်ရှောက်ရေးအလုပ်တွေလုပ်ပေါ့ဗျာနိုင်ငံတော်ထိကျောင်းတဲ့နေရာမှာအထောက်ပံ့ဖြစ်ချင်တာပေါ့ဖြစ်ချင်တာဟုတ်တယ်ဟုတ်တယ် အဲအဲ့ဒီဟာလေးပါလာတဲ့အခါကျတော့ဆရာတော်ကြီးအဲ့ဒီမှာဟိုရင်ပေါ့စိတ်ကူးလေးပေါ်ခဲ့ရတာပေါ့နော်တင်ပါတယ်ဟာဒီပါရုပ်ဆရာတော်ကြီးရဲ့ဩဝါဒအတိုင်းတော့တန်ခါအဖွဲ့အစည်းအဆင့်ဆင့်မဟုတ်တဲ့အဖွဲ့တစ်ခုတော့ဖွဲ့စည်းမှဖြစ်မယ်ကိုယ့်အမျိုးဘာသာသာသနာအတွက်ကြီးကြီးရရောက်ဆောင်ရွက်နိုင်အောင်ဒီလိုဟိုဖွဲ့မှဖြစ်မယ်ဆိုပြီးတော့စတင်ဖွဲ့စည်းဖို့ကြိုးစားခဲ့ကြတာပေါ့နော်အစည်းအဝေးတွေအချိန်ချင်းထိုင်ပြီးတော့ကြိုးစားခဲ့ကြတာပေါ့ အကျိုးသားတဲ့နေရာမှာအင်းစိန်ရွာမှာပရိယတိစာသင်္ကေတရေးသူတော်ရင်ဆရာတော်ဘုရားကြီးသူကဥဆောင်တာပေါ့နော်တင်ပါဘူးသူကဥဆောင်တော့ဒီလိုနောက်ကတပည့်တွေလည်းပဲပါရတာပေါ့ဗျာတင်ပါတယ်ဆရာတော်ဘုရားကြီးကဒီကိကိုသာသနာစိတ်အင်မတန်လည်းပြင်းထန်တယ်ပြီးတော့တပည့်တပန်လည်းအလွန်ပေါ်တယ်တင်ပါတယ်တပည့်တပန်ပေါ်တယ်ဆိုတာကဒီလိုလိုကိုယ်စာသင်တိုက်ကတပည့်တယ်မဟုတ်ဘူးပေါ့နော်တင်ပါတယ်ဟိုတခြားစာသင်တိုက်ကတပည့်တွေလည်းပဲအများကြီးရှိတယ်ပေါ့တင်ပါရှိတယ်ဆိုတော့ဆရာတော်ဘုရားကြီးကဒီလိုနှွေရသည်ပေါ့ တမနွေရာသီဆာမွေတွေပါလေပြီးသွားတဲ့အချိန်ဆိုလို့ရှိရင်နွေရာသီမိုက်ပထန်းတင်တန်းဆိုတာကိုနှစ်တော်တော်များများပို့ချပြီးပို့ချခဲ့တယ်တမတမအဲ့လိုပို့ချတဲ့အခါကျတော့ဒီကိုเจ้าတိုင်းကစာတင်သားတွေရောတခြားเจ้าတိုင်းကစာတင်သားတွေရောကြွပြီးတော့စာဝါလာလိုက်ကြတာပါနော်အင်းစိမ်မလာပြီးတော့ဒီမိုက်ပထန်းလိုက်ကြရင်းနဲ့ဟုတ်တယ်ဟုတ်တပည့်တွေကတပည့်တွေဖြစ်သွားကြတယ်တမတမတပည့်တွေဖြစ်သွားတဲ့အခါလူနေတပည့်မဟုတ်တော့အဝေးနေတပည့်တွေများဝေးနေတပည့်ဟုတ်တယ်တမတမ အဲ့လိုညဝနီးခံတဲ့တပည့်တွေပေါ့တင်ပါဗျာညဝနီးခံတဲ့တပည့်တွေများတယ်များတဲ့အခါကျတော့ဆရာတော်ဘုရားကြီးဥဆောင်လိုက်တယ်ဆိုတဲ့အခါမှာဒီအနေနဲ့အရရကတန်ခါကြီးပါလာတာပေါ့ဗျာတနေ့ငန်းတော့အုံးထတော့ဗောဟုတ်တယ်ဟုတ်တယ်တင်ပါတင်ပါအဲ့လိုပါသွားတယ်အဲ့တော့အဲ့မှာဒီလိုတွေကလည်းဆရာသမားဥဆောင်တော့ဒီလိုတွေလည်းနောက်ကနေဝင်လောက်လာတာပေါ့ဗျာနော်အဲ့တော့ဖုန်းတပည့်တော်ဒါတပည့်တော်ကိုရင်လည်းအဲ့ဒီမှာဥဆောင်နေဆိုတော့ပထမဆုံးရှင်ညဝန်နဲ့အတူဆရာတော်ဘုရားကြီးနဲ့တတ်တတ်ဆွေးနွေးပွဲလုပ်တယ်နောက် တွေ့ရအေဟောအောင်ဆန်းအော်တော့တအုပ်ကြလဲအဲရွှေညောင်းဝပြီးတပြီတော့ဟောကြတာပါပဲဒါဒါပထမဆုံးဆိုရဆိုရအထိုင်းမှာပေါ့ဘုံပြောတဲ့ဟုတ်စာမှာတော့အဲစေအဲစေကနာယာမမှာတော့တပြီတော့မတီးအဲ့မှာတပြီတော့ထိုင်းမှာထိုင်းရပြန်လာတဲ့အချိန်